Hello အားလုံးဝမင်္ဂလာပါဖိုးဖိုးမချင်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ပရီးမီးယားလိရဲ့ယာတီတီ2025 2026ပွဲစဉ်တွေတရားဝင်ထွက်ပေါ်လာခဲ့ပြီးတော့အသင်းကြီးတချို့မှာဆိုလို့ရှိရင်ကိုစီဆိုသလိုဒါဘယ်လိုပြောမလဲမထင်မှတ်တဲ့ပေါ့နော်ခက်ခဲတဲ့ကျွန်တော်တို့ဒါယာတီစတင်မှုတွေနဲ့ဂျုံတွေ့နေရတယ်အဲ့ဒီတည်းမှာမှာပြီးခဲ့တဲ့ယာတီအဆင့်15နဲ့ယာတီသိမ်းခဲ့တဲ့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကဒီယာတီပရီးမီးယားလိအသင်း20တဲမှာမှာယာတီအစ်စ်တွေ့ပေါ့နော် အခက်ခဲဆုံးစတင်မှုဖြစ်မြင်နေရတယ်။လက်ရှိပရီးမီးယားလိမှာ United လောက်ယာဒီအဖွင့်ပွဲစဉ်တွေခက်ခဲကြမ်းတမ်းတဲ့အသင်မရှိဘူး။ဒုတိယနေရာမှာတော့ Arsenal ကရပ်တည်နေတယ်။ဆိုတော့ပထမဆုံး2025-2026ရဲ့ပရီးမီးယားလိယာဒီအဖွင့်၅ပွဲကိုကြီးတဲ့အခါမှာအခက်ခဲဆုံးရင်ဆိုင်ရမယ့်အသင်က United ဖြစ်နေတဲ့ပထမဆုံးနေရာ၊ဒုတိယနေရာမှာတော့ Arsenal ဖြစ်နေတယ်။ဆိုတော့မနေ့ကလည်း Liverpool တို့ Arsenal တို့ရဲ့အကြောင်းတွေကိုကျွန်တော်ပြောခဲ့ပြီးသွားပြီ။ ဒီနေ့တော်တော်ကိုတိုင်ပတ်နိုင်တဲ့အမ်မိုရင်ရဲ့မန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်10ပွဲအကြောင်းကိုကျွန်တော်ကြည့်ကြရရင်ယူနိုက်တက်ဟာအိမ်ဝင်း Old Trafford မှာအာဆင်နယ်ကိုကျွန်တော်လက်ခံကစားရမှာပါတော်တော်ကို မထင်မှတ်ထားလို့နဲ့စတင်မှုပါဘာလို့လဲဆိုတော့ပွဲစဉ်တိုင်းကအင်မတန်ခိုင်းလုံနဲ့အတင်ခိုင်းလုံနေတဲ့အတင်တင်တွေပေါ့နော်ဟိုပြီးခဲ့တဲ့ရာသီအဆင့်နှစ်လောက်နဲ့ရာသီတင်းခဲ့တဲ့အာဆင်နယ်ကိုအိမ်ဝင်းမှာရင်ဆိုင်ကစားရမယ် ဒါအပြင်ပူဆိုးတာကဒီຫນွေမှာပါအပြောင်းလဲမဲ့ထူးထူးခြားခြားမလုံနိုင်သေးဘူးဆိုတော့ဒီဒုံရင်းကဒုံရင်းပဲဆိုတဲ့ယူနိုက်တက်ကိုအာဆင်နယ်ကကျွန်တော်ကစားမှာကောင်းတာတကူကတော့ ultra ဖို့ပေါ့ဗျာ ultra ဖို့မှာကစားမှာပေါ့ဒါပေမဲ့ပြဿနာခရုက ultra ဖို့ကဆိုပြီးတော့လည်းဘာမှကြွေးကြော်လို့မရသေးဘူးဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရာသီမှာလည်းညီကတို့တွေးခဲ့တဲ့အတိုင်းပဲအိမ်ဝင် ultra ဖို့မှာကစားတာ အာတာကျက်လို့ကျွန်တော်မခံစားရဘူးเนาะအိမ်ခွင်မှာလဲရှုံနေဝင်းခွင်မှာလဲရှုံနေအိမ်ခွင်မှာလဲတိုင်ပတ်တဲ့ဝင်းခွင်မှာလဲတိုင်ပတ်တဲ့ဒါမျိုးတွေကြီးကြုံနေရတာဆိုတော့ပထမဆုံးအနေနဲ့အိမ်ခွင်မှာအာဆင်နယ်ကိုလက်ခံကစားရင်းနဲ့ယာဒီစမယ်ဒုတိယမြောက်ပွဲကတော့ကျွန်တော်တို့ဖူလန်ကိုအဝေးခွင်မှာသွားကစားရမယ်ပွဲစဉ်၃မှာတော့ဘန်လီကိုအိမ်ခွင်မှာလက်ခံကစားရမယ်ပွဲစဉ်၄မှာမန်ချက်စတာဒါဘီအဖြစ်ပေါ့နော်မန်ချက်စတာစီးတီးရဲ့ကျွန်တော်တို့အိမ်ခွင်ကိုသွားကစားရမယ် CD เนาะအဲ့ဒါပြီးတာနဲ့ချက်ချင်းဆိုသလိုပဲပွဲစဉ်9မှာ Chelsea ကိုအိမ်ဝင်းမှာလက်ခံကစားရမယ်။ဒါဟာ9ပွဲအတောအတွင်းရာသီအစ9ပွဲအတောအတွင်းမှာ Chelsea, Man City, Arsenal ဆိုတဲ့အသင်း၃တင်းကိုရင်ဆိုင်နေရတယ်။တန်တက်ဆိုလိုဘန်လီတသိမ်းပဲပါပြီးတော့ Fulham ဟာဘလူးအချီနီမှာပဲဖြစ်ဖြစ် Manchester United ကိုဒုက္ခကောင်းကောင်းပေးနိုင်စွမ်းရှိတဲ့အသင်းဆိုတော့ United အနေနဲ့ပေါ့နော်။ပြီးခဲ့တဲ့ရာသီအဆင့်15ကမှာရာသီသိမ်းခဲ့တဲ့အချီနီကိုကျွန်တော်ကြည့်ပြီးတော့ဒီပွဲထွက် ွဲစဉ်၅ပွဲကိုကျွန်တော်ကြည့်တဲ့အခါကိုအတွက်ခြောက်နေတဲ့ဆိုတဲ့ပွဲကဘာမှရှိမနေဘူးပေါ့နော်ဆိုတော့ပွဲစဉ်၆မှာတော့ Brandbo ရဲ့အိမ်ကွင်းမှာ United ကသွားကစားရမယ်ပွဲစဉ်9မှာ Tandet Sunderland ကိုကျွန်တော်အိမ်ကွင်းမှာလက်ခံကစားရမယ်ပွဲစဉ်10မှာတော့ Liverpool ရဲ့အိမ်ကွင်း Anfield မှာ Manchester United ကသွားကစားရမယ်ပွဲစဉ်9မှာအိမ်ကွင်းမှာ Brand ဒီ Brighton ကိုကစားရမယ်ပွဲစဉ်10မှာတော့ Nottingham Forest ကိုကစားရမယ်ဆိုတော့ကိုအတွက် ဟိုဘယ်လိုပြောမလဲပြီးခဲ့တဲ့ရာသီရဲ့အခြေအနေတခုကိုကျွန်တော်ကြည့်ရင်တော့ပွဲစဉ်တိုင်းဟာခြောင်နေလို့ကိုမရှိဘူးတန်တက်ဖြစ်တဲ့ဘန်လီတို့ဆန်ဒလန်တို့တော့ရှိတယ်ပေါ့နော်ဒါတော့မှသူတို့နှစ်သင်းရဲ့အနေထားကဘယ်လိုလောက်မှမသိဘူးထားပါတော့အဲ့နှစ်သင်းက ခြောင်နေဆိုရင်တော့မှအာဆင်နယ်ဖူလန်မန်ချက်စတာစီးတီးချဲလ်စီဘရန်ဖို့လီဗာပူးဘရိုက်တန်နော့တင်ဟမ်ဖောရက်ဆိုတဲ့၈ပွဲဟာ United အနေနဲ့ဘလို့မှန်းကိုအခြေအနေကောင်းမနေဘူး ီးလာတယ်။ချွေးချွေတော့လေဟာမင်းပို့ရာသီကမစသေးယုံကြည်မှုကမရှိဘူးလားပြောတော့မနဲ့ပြောယုံကြည်မှုကမရှိဘူး။ဒီလားဘာလို့လဲဆိုတော့ MOD နေနဲ့ရာသီစ၅ဘွဲမှာနေမင်းနီးပြရာတို့ကထုတ်ပယ်ခံရရတယ်လို့ဘာလို့တော့ကြုံသွားမလားမသိဘူးစဉ်းစားကြည့်ဗျာ။ Arsenal, Manchester City, Chelsea, ဒီ Fulham အဲ့၄ဘွဲဗျာကျွန်တော်တို့ဘလို့ဖြတ်တမ်းမလဲ။တခြားမကြည့်နဲ့ဘာကြောင့်စိတ်ပူပါလဲဆိုတော့ဒီအသင်းဟာအခုချိန်ကြီးဘာအပြောင်းလဲမှမရှိသေးလို့ပါ။ ။လူများအသင်းတွေကအမှန်ကန်အပြောင်းလဲတွေလုပ်နေတဲ့ချိန်တချို့အသင်းတွေကကျတော့အပြောင်းလဲအများကြီးမရှိလဲစိတ်ပူစရာမရှိဘူးဆိုတာကအလကားမဟုတ်ဘူးသူတို့အသင်းကပြီးခဲ့တဲ့ရာသီတွေကတည်းကကောင်းနေလို့ပဲဒါပေမဲ့ United ကညီကလို့တိတဲ့အတိုင်းပဲပြီးခဲ့တဲ့ရာသီမှာအဆစ်15ဗျာအဆစ်15တိုက်စစ်ကကျွန်တော်တို့အနေနဲ့ဂိုးသွင်းဂိုးကဘယ်နှဂိုးမှမရဘူးရမှတ်40လောက်တော့မှကျွန်တော်တို့40ဝန်းကျင်ပဲကျွန်တော်ရှိခဲ့တာအဲ့လိုအသင်းမျိုးမှာကစားသမားအားဖြစ်မှုဆိုလို့ဘယ်သူရှိလဲမက်ဒီစ်ကွန်ညာတယောက်ပဲကျွန်တော်ရှိသေးတာဒီချိန်ရ မတ်တီးစ်ကွန်ညာတယောက်ပဲရှိသေးတာနော်ပြီးရင်အခုလက်ရှိချိန်ဒီအန်ဘူမူရဲ့အပြောင်းရွှေ့ဘာဖြစ်အောင်မြင်မှန်းကျွန်တော်မသိဘူးပြီးတာနဲ့ကျွန်တော်တိုက်စစ်မှုစစ်စစ်ဖြစ်ဘယ်သူရောက်လာမြင်မှန်းကျွန်တော်မသိဘူးအန်ဘူမူရဲ့အပြောင်းရွှေ့ပြီးသွားပြီဆိုတာနဲ့ယူနိုက်တက်က တိုက်စစ်ခေါ်ဖို့ကြိုးပမ်းမှာဒါအစီအစဉ်ပဲပြဿနာကအဲ့ဒီတိုက်စစ်မခေါ်ခင်မှာကွင်းလေပါစပါတီကိုအသင်းရဲ့လက်ရှိရှိတဲ့ကစားမားတွေကိုရောင်းနိုင်မှရမှာအဲ့ဒီကစားမားတွေကိုရောင်းဖို့ကလည်းအခုချိန်ထိ ဘယ်အတင်းကတကယ်ခေါ်ကျင်တယ်လဲဆိုတာမျိုးမရှိသေးဘူးဘယ်ကစားသမားမှတရားဝင်ကန့်လန့်တာတွေဘာမှမရှိသေးဘူးဆွေးနွေးတာတွေဘာမှမရှိသေးဘူးဆန်ချိုကိုရောင်းကျင်တယ်ဘယ်အတင်းမှတရားဝင်မကန့်လန့်သေးဘူးမာကက်စထရက်ဘူးကိုရောင်းကျင်တယ်ဘယ်အတင်းမှတရားဝင်မကန့်လန့်သေးဘူးအန်တိုနီဆန်တိုးကိုရောင်းကျင်တယ်ဘယ်အတင်းမှတရားဝင်ကန့်လန့်ခြင်းမရှိသေးဘူးမာလာစီယာလူရှောရက်စမခွိုင်လန့်ဘယ်သူကိုမှဘယ်အတင်းကမှတရားဝင်ကန့်လန့်ခြင်းမရှိသေးဘူးအဲ့တော့ကစားသမားတွေရောင်းချဖို့အခက်အခဲရှိရင်တိုက်စစ်မှုနေရာအတွက် ပိုက်ဆံသုံးဖို့အခက်အခဲရှိမယ်လူခေါ်ဖို့အခက်အခဲရှိမယ်ကွင်းလေအားပြဖို့အခက်အခဲရှိမယ်ကက်ဆမေရိုဘယ်ဆိုရီကလပ်ကမှစိတ်မဝင်စားဘူးဘသူကမှလာပြီးစကားပြောထားခြင်းမရှိသေးဘူးတိုင်ပတ်လာပါပြီဆိုတဲ့အန်ဒရယ်ဦးနနာအသင်းကနေထွက်ဖို့အစီအစဉ်မရှိဘူးဆိုတော့ကြည့်ရရင် United ဟာပြီးခဲ့တဲ့ရာသီအဆင့်15မှာရာသီသိမ်းခဲ့တဲ့ United ပဲဘာမှကွာခြင်းမရှိဘူးဂါနာချူကိုကျွန်တော်ရောင်းကျင်တဲ့ဘယ်အသင်းမှတရားဝင်ကန့်လန့်တာမရှိသေးဘူးဆိုတော့ဒီအသင်းရဲ့ပေါ့နော်ရာသီစပွဲစဉ်တွေကိုကျွန်တော်ကြည့်လိုက်ရင် ပြီးခဲ့တဲ့ရာသီကအတိုင်းပဲပြန်သွားဖို့ရှိတဲ့ United မှာတော်တော်တိုင်ပတ်တယ်ဆိုတာဒါကိုပြောတာအတင်းတွက် imminent တိုင်ပတ်လွန်းပါတယ်အတင်းတွက် imminent တိုင်ပတ်လွန်းပါတယ်ဒါကြောင့် MOD အနေနဲ့ပေါ့နော်ရာသီတစ်ကိုအိမ်မဆိုးတွေပုံစံမျိုးနဲ့ကိုစတင်ရမယ်ဆိုတာဒါကိုပြောတာ United အတွက် MOD အတွက်တကယ်ကိုမလွယ်ကူတဲ့ကာလပါဟုတ်ကျွန်တော်ကတော့စိတ်ပူတယ်ဆိုတာအဲ့ဒါကိုပြောတာယာဒီစမှာကိုအတင်းကဘာမှန်လဲအပြောင်းလဲမလုပ်ရသေးဘူးပေါ့နော်ပြီးလို့ရှိရင်လည်းပဲအပြောင်းရွှေ့ကာလာကြီးပြီးမှယာဒီကစမှာမဟုတ်ဘူး ဩဂတ်မှတင်ကျွန်တော်ပွဲတွေကစမှာဗျာအပြောင်းရွှေ့ကစက်တင်ဘာလမှာပြီးမှာအပြောင်းရွှေ့မပြီးသေးဘူးယူနိုက်တက်ကဘယ်တော့မှအလုပ်လုပ်တာမပြီးဘူးအပြောင်းရွှေ့၃လအချိန်ရှိတယ်ကွာဆိုပြီးတော့ဗောနော်ကျွန်တော်၃လတိတိယူနိုက်တက်မှာအချိန်မရဘူးဗျာယာစီဂျိုခြေစမ်းပွဲစဉ်တွေအမိပူပေါင်းမဲ့ကစားသမားအစ်စ်တွေရအောင်ကျွန်တော်တို့ခေါ်ရမှာအခုချိန်ထိကျွန်တော်တို့မက်တီးစ်ကွန်ညာကပြီးတာနဲ့အပြောင်းရွှေ့ဟာထူးထူးခြားခြားဘာမှမရသေးဘူးဒါဒါကိုစိတ်ပူတာဒါကြောင့် United ဒီဘာမှမထူးကြဘူးနောက်တစ်ခုကနီးပြ နီးပြားကဘာမှပြောင်းလဲမဲ့အနေထားမှာမရှိဘူး။နော်သူ့အနေနဲ့ system တွေပြောင်းလဲမှုမရှိဘူး၊စနစ်တွေပြောင်းလဲမှုမရှိဘူး။ဒီကစားဟန်ဒီ formation ဒီ structure ကြီးနဲ့ပဲဆက်သွားဖို့ရှိတယ်။အဲ့ဒီတည်းမှာမှကျွန်တော်ကစားမကောင်းနေပူထည့်ပသွားမယ်ဒါပဲရှိတာ။ပြည်နာကဘယ်မှာလဲကစားမကောင်းထည့်ဖို့အတွက်ခုနကပြောလိုပဲကုညာရောက်လာပြီဟုတ်ပြီ။ကုညာဟာ United အသင်းရဲ့တိုက်စီကိုဘယ်လောက်ထိဆွဲတင်ပေးနိုင်ပါလဲ။ပြီးခဲ့တဲ့ရာသီ United ကြုံခဲ့ရတဲ့ပြည်နာတွေကိုကုညာကဘယ်လောက်ထိဖြည့်ဆင်းပေးနိုင်ပါလဲ။ Matthews ကုညာရောက်လာလို့ဆိုပြီးတော့ ကွင်းလေကပြိုင်ဘက်ကိုမရှိနိုင်တာတွေပြောင်းလဲသွားမှာမဟုတ်ဘူး။ဂူသမားအူနနာက အမှားတွေလုပ်ပြီးတော့မလူအပ်တဲ့ဂူတွေပေးနေရတာတွေပြောင်းလဲသွားမှာကျွန်တော်မဟုတ်ဘူး။ဒါကြောင့်မက်ဒီယက်စ်ကွန်ညာတယောက်ရောက်လာတာကမန်ချက်စတာယူနိုက်တက်တကယ်ကောင်းတဲ့အရာပါ။ဒါပေမဲ့လို့ဒီလောက်နဲ့တင်ယူနိုက်တက်ကအပြောင်းလဲတွေဖြစ်သွားလိမ့်မယ်။ပြီးခဲ့တဲ့ရာသီကတည်းကပိုကောင်းသွားလိမ့်မယ်လို့ရည်ရည်ပြည့်ကျွန်တော်ပုံသေးလို့ပုံသေးကျွန်တော်တို့သတ်မှတ်လို့မရဘူး။ဒီထက်ပိုကောင်းတဲ့အစားထုတ်မှုတွေလိုတယ်။အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ ယာဂျီဆမှာအာဆင်နယ်ဖူလန်ဘန်လီချဲလ်စီမန်ချက်စတာစီးတီးဒီ၅ပွဲမှာတင်ကိုပဲအမ်မိုရီရဲ့အနာဂတ်ကအဆုံးဖြတ်တွေဖြစ်ကောင်းဖြစ်သွားနိုင်တယ်အသင်းလိုက်ကလည်းပူကောင်းမလာဘူးကစားပုံတွေလည်းပူချစ်လက်မလာဘူးခြေစွမ်းပိုင်းလည်းအများကြီးအဆင်ပြေမလာဘူးဆိုရင်အမ်မိုရီရဲ့အနာဂတ်ဟာဘာမှမတိကြပါဘူးပြီးခဲ့တဲ့ယာဂျီကလိုမျိုးဟာယာဂျီအလဲမှာရောက်လာလို့ဟိနော်ဘသူကမှအစားထုတ်မပြီးရသေးလို့ဟိရှိမှာမဟုတ်ဘူးဒါဟာဒုတိယမြောက်ယာဂျီရောက်လာပြီးတူတက်တဲ့လက္ခဏာတွေ ကစားသမားအသည့်တွေပါပါမပါပါတူတက်တဲ့လက္ခဏာတွေမပြနိုင်ဘူးဆိုလို့ရှိရင်အမ်မိုရင်းကတော့အသည့်မှာဆက်ပြီးတော့ကြာကြာရှိဖို့ကျွန်တော်တို့လမ်းမမြင်ဘူးဒီကရိုရောဘလူမင်းညလေယာဒီစာပွဲစဉ်တွေကိုကျွန်တော်တို့ကြည့်ရင်အမ်မိုရင်းဘယ်နှမက်ယူနန်လေးမလို့ကျွန်တော်တို့ထင်ကြတယ်ဆုနေကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်